လူတယောက်အနေနဲ့ရှေးကုသကံဘလောက်ထိကောင်းတယ်မကောင်းဘူးဆိုတာသူ့ရဲ့လက္ခဏာမှာဖော်ပြနေပါလေမိတ်ဆွေအနေနဲ့ရှေးဘွားကကုသကံကောင်းမယ်ဆိုရင်တော့ဒီဘွားမှာတတောင်တတန်နဲ့ဘွားကိုလက်ထုဖျက်တမ်းလိုက်တာပေါ့ဗျာအခုဒီပုံကိုကြည့်ပါပုံမှာပြထားတဲ့တိုင်ဂျိုးကုံလက်ချောင်းနဲ့ကံလန်းချောင်းဒီသုံးမျိုးဟာလူတယောက်ရဲ့ရှေးဖုံးရှေးကံကောင်းမှုမရှိမရှိကိုတိုက်ရိုက်ဖော်ပြပေးနေပါလေ။ တကယ်လို့တဟာသာရပြပြီးကောင်းမွန်နေခဲ့မယ်ဆိုရင်တော့ဘဝတက်တာလူပုံလဲမှာတင့်တယ်ပါမယ်။စူးစမ်းရင်စူးစမ်းတလောက်ဖြစ်ထွန်းအောင်မြင်မှာဖြစ်ပါလေ။တခြားလက္ခဏာဆိုင်အချက်လက်တွေကောင်းမွန်ရင်ဘွယ်ဒူးကုံထုံးနဲ့တတိယတကြွယ်ဘွယ်ခံရပြီးဘဝမှာမျက်နာပွင့်လန်းစွာဖြတ်တန်းရပါလိမ့်မယ်။အဓိကကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုအကျိုးကျေးဇူးတွေပါပဲ။လူကဲတန်းခဲ့တဲ့ပွားများခဲ့တဲ့တရားမဝနာသီလအကျိုးကျေးဇူးပါပဲ။ ဒါဟာဘယ်ဘွားကိုပဲရောက်ရောက်အနောက်ကနေလိုက်နေမှာပါပုံမှာပြထားသလိုပါဗျာလက်ညှိုးအောက်တာတာပလေးဂျုံလုံးလက်ခဲလက်အောက်စနစ်ဂျုံကုန်းနဲ့လက်သက်ကျွေးအောက်တင်းကနေဂျုံကုန်းမှာတကယ်လို့အားနေနေတယ်မကောင်းတဲ့အမှတ်သားတွေရှိနေရင်ကိုယ့်ရဲ့လက်ရှိဘွားမှာကုသကံထောက်ပံ့အားနေစေပါတယ်ကိုဟာစူးစမ်းတဲ့အရေးချင်းရှိပေမဲ့အရင်ကမှနောက်ကျမှုလွဲချုံမှုနဲ့ဘွားဟာကိုလို့တလောက်မဖြစ်ထွန်းတာများစွာရှိပါတယ် ဒီသုံးချက်အားနဲ့နေပြီးချိုးဆိုရင်စိတ်တကြတဲ့လက္ခဏာတွေပါပါဝင်နေတတ်ပါတယ်။ဥကောင်းလမ်းကြောင်းမကောင်းတော့ပါဗျာ။ဒါဆိုရင်ဘောဟာစိတ်အတက်ကြတန်စီရမှာရောမှုထွက်နိုင်ပါဘူး။တကယ်လို့ group ပြောခဲ့တဲ့စနေဂျိုကုံတနင်္ဂနွေဂျိုကုံကျောတာပရိဂျိုကုံတွေကောင်းမွန်တယ်။အဲ့ဒီဂျိုကုံတွေမှာတန်လျက်လက္ခဏာသင်္ကေတတွေငါးရုပ်သင်္ကေတအကြာဖူးသင်္ကေတတွေပိုင်းတော့မိတ်ဆွေအနေနဲ့အတိတ်ကံကောင်းမွန်တဲ့သူတို့ပြောလို့ရပါတယ်။ဒါကြောင့် ဒီလိုမျိုးပါတီဖြစ်စေမပါတီဖြစ်စေကိုယ့်ရဲ့စိတ်ကိုဒီကအပြင်တည်တည်ငြိမ်ထားတတ်ဖို့လိုပါလေ။ပါတဲ့သူကတော့ဘွားစစမစုဆောင်လာခဲ့တဲ့ကုသကံတွေကြောင့်ဒီလက်ရှိပစ္စုပန်မှာအကျိုးကျေးဇူးရမှာဖြစ်ပါလေ။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျ။လူများရဲ့ချစ်ခင်လေးစားမှုကိုအလွယ်တကူရရှိတဲ့သူတွေမှာပါတဲ့လက္ခဏာကိုပြောချင်ပါလေ။ လူများထက်ထင်ပေါ်ပြီးလူများထက်အရေးပေးလေးစားမှုကိုခံနေရတာဟာကာယကရှင်အချင်းရဲ့ကာလာယာစမ်းတက်နေတဲ့ကာလာပါတချို့သူတွေကတော့မွေးရပါတခုလို့ဖြစ်နေပါလေသူတို့ဟာတီးတန့်အထောက်စီရမလို့ပဲနဲ့ပင်ကိုကြက်တီမျိုးအကြီးတမျိုးရှိပါလေလူအများစုနဲ့ရှင်ထင်းလင်းနေပြီးဒါဟာရုပ်ချောခြင်းမချောခြင်းနဲ့မဆိုင်ပါဘူးသူတို့ကိုကြည်တာနဲ့ထထူးချာချာကြီးကောင်းနေပါလေတောက်ပါနေပါလေ ဒီဖုံးကံမျိုးဟာငဲစင်ကြောင်းနေရွယ်ကစားပြီးဘဝနောက်ပိုင်းချင်းနေအရေးမှာပါအကျိုးပြုပါလေလူတွေပြစ်ပင်မထားနိုင်အောင်ကုဖုံးကံအရာဘယ်နေရာရောတနေရာရတတ်ပါလေဒီလိုလူမျိုးမှာအခုလိုမျိုးလက္ခဏာတွေပူတွဲပါတယ်ပါလေဒီပုံကိုကြည့်ပါလက်ညှိုးတော်တော်ပရိသူကမှာထောင်တက်နေတဲ့လမ်းကြောင်းနဲ့လက်လမ်းကြောင်းထိပ်မှာကျေပုံးတဲ့အမှတ်သားပါခြင်းနောက်ပြီးတော့ လက်တကျွေအောက်တနင်္ဂနွေကျော်ကမှအခုလိုအမှတ်အသားပါခြင်းဒါပြောရမယ်ဆိုရင်တော့ဗျာလက်တကျွေအောက်တနင်္ဂနွေကျော်ကမှတနင်္ဂနွေလက်စွပ်အပြေးဝါပါတယ်ပေါ့ဒီလိုမျိုးပါတဲ့သူတွေဟာဖုံးကန်ပွင့်လန်းမှုလူများရဲ့ချစ်ခင်လေးစားမှုမျိုးကိုအလိုရောက်ရရှိနေပြီးပစ္စုပန်ကနေရဖြစ်တဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပြောရမယ်ဆိုရင်တော့ကိုကအဲ့ဒီလိုမျိုးပါတယ်ဆိုရင်မဲ့ကျန်တဲ့စကားလေးနေ့စဉ်ပြောမယ် ိုကသူတို့ဘာဘောမနာလိုဝန်တို့စိတ်များမယ်ကိုတိုင်းလည်းမစင်ချင်နေထိုင်မယ်ဆိုရင်ကို့မှာရှိတဲ့ရှေးဖုံးရှေးခံတွေဟာဂျုံနေပပျောက်သွားပါလိမ့်မယ်အကုသူစိတ်ကအမြဲမကောင်းကျိုးတာဖြစ်ပါသေးတယ်ဒါကြောင့်အဲ့ဒီလိုမျိုးဖုဒဝါစာကျန်တဲ့စကားတွေနေစဉ်ပြောတာနောက်ပြီးတော့သူများတကာကိုမနာလိုဝန်တို့စိတ်အရင်များတာဒီစိတ်တွေကိုလျှော့ပါလျှော့မယ်ဆိုရင်ဘယ်ညာရောက်ကိုကထိတ်ဆုံးကပဲချက်တည်ရပါလိမ့်မယ် နောက်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ဗျာမြတ်စွာဘုရားရှင်ကိုဟောကြားတော်မူခဲ့တဲ့လောကသစ္စာအမှန်တရားများထဲမှာကျမ်းမာခြင်းထက်သာလွန်တဲ့လက်လာပါမရှိလို့ဆိုခဲ့ပါတယ်ဒါမြတ်စွာဘုရားရှင်ကိုယ်တိုင်ဟောခဲ့တာပါမိတ်ဆွေရဲ့လက္ခဏာမှာချမ်းသာကြီးပါတဲ့ပင်္ဂလာအမှန်သာဘလောက်ပဲပါပါအရေးကြီးဆုံးဖြစ်တဲ့အတ္တလမ်းကြောင်းအနေထားညံ့ဖြစ်ရင်တော့လောကကံတရားကပေးတဲ့ချမ်းသာခြင်းဆုလက်ကိုရဖို့မဖြစ်နိုင်ပါဘူးဒီလက္ခဏာရှင်ဟာ ကင်ဆာယောဂါနဲ့စောစောစီစီအသက်မကြီးခင်ပဲဘဝကနေဖြတ်ခွာသွားပါလေဒီပုံကိုကြည့်ပါ အနီရောင်နဲ့ပြန်ထားတဲ့အသက်လမ်းကြောင်းကိုလက်မအောင်မှာအနီရောင်လမ်းကြောင်းကပြေးပြီးတော့ဆောင်ထားပါလေအဲ့ဒီအသက်ပိုင်းချမှာရုတ်တရက်ယောဂါဆိုဘေးဆိုအနေရဆိုကြောက်ပြီးဒီကိစ္စနဲ့ပဲတည်ဆောင်ရတတ်ပါလေပို့ပြီးတည်ကြအောင်ဒီနှလုံးလမ်းကြောင်းကိုကြည့်ပါ နှလုံးလန်းကြောင်းဟာတကယ်ကိုမလားမပါကိုတောင်ထုံးနေတဲ့မြေကြီးတစ်ခုလိုတွန်းကြညီဖြစ်နေပါလေ။ဒါဟာဆောစီနှလုံးရက်နိုင်တယ်ဆိုတာကိုပြပါလေ။ဒါမြင်လက်သကျွဲအောက်ကလန်းကြောင်းဟာဒနာဥ္စာလန်းကြီးပွားချမ်းသာမဲ့လန်းအောင်မြင်မဲ့လန်းကြောင်းကြီးဖြစ်ပါလေ။ပြောရမယ်ဆိုရင်တော့လူတန်းမှတယောက်အခုလိုမျိုးအရန်လှပတည်တဲ့မဲ့ဒနာဥ္စာလန်းပါဖို့ကမလွယ်ဘူးဗျ။ ဖြတ်လေအရန်ပါတာပါဒီပုံစံတော့မပါပါဘူးအင်မတန်ထင်ရှားတည်တဲ့လှပါပါလေဒါပေမဲ့ပေါ့ဗျာဘဝမှာ ကြီးပွားချမ်းသာမှုကို မခံစားရခင်မှာပဲ စောစီကွယ်လောအရှာပါလေလက္ခဏာရကြီးကြီးတဲ့ကြွယ်ဝချမ်းသာရမှာဖြစ်ပေမဲ့အသက်လမ်းကြောင်းဟာယောဂဆိုပေးဆိုအနေဆိုကျမဆိုရင်ဆိုင်ရပြီးစောစီကွယ်လွန်ရမယ့်ကံပါသွားပါလေဒါကြောင့်ဒီလိုလူမျိုးဟာ အလုတ်၃လေးမျိုးလုံးဖိပြီးလုံးတဲ့ချိန်မှာလျှင်ရတော့အောင်မြင်တဲ့ချိန်မှာကင်ဆာရောဂါကကြားဖြတ်ဖြစ်လာပြီးအသက်ပါသွားတာဖြစ်ပါလေ။ဒါကြောင့်ကျန်းမာခြင်းဟာလက်ကြီးတစ်ပါ။ကျန်းမာခြင်းဟာလူတိုင်းအတွက်အကောင်းဆုံးသော စုလက်ဖြစ်တယ်လို့ပြောခြင်းပါလေ။နောက်လက္ခဏာတစ်ခုပြောခြင်းနဲ့ဗျ။လက်ချောင်းနဲ့လက်စလင်းများအကြောင်းဘ ഹു သူဒ္ဓအနေနဲ့ပြောခြင်းနဲ့ဗျ။လူတိုင်းကလက္ခဏာကြည့်မယ်ဆိုရင်ငါရဲ့ TU လမ်းဘလောက်ရှိတယ်ငါရုပ်ပါတယ်မပေါဘူး ကြောက်ဘူးပါတယ်မပါဘူးဒါဟာဒီသာရေးပြီးကြည့်ရှုတတ်တယ်ဗျာတကယ်တော့လက္ခဏာကိုကြည့်မယ်ဆိုရင်လက်အမျိုးစားလက်အရောင်စင်လက်ရဲ့ဂျိုကုန်းနှိမ့်မြက်လက်ချောင်းမျိုးစားလက်သေးချီသေးနောက်ပြီးတော့လက်ပွားပြမှာပါတဲ့တင်ငင်တာပါဗျာငါးယောက်ကြောက်ဘူးသတိကံကျဲနောက်ပြီးတော့လမ်းကြောင်းနေဒီခုနှစ်မျိုးလုံးကိုတိုက်ဆန်ကြည့်ရှုစစ်ဆေးရမှာဖြစ်ပါလေမဟုတ်ရင်မှန်ကန်တဲ့အဖြစ်ထွက်ပေါ်မှာမဟုတ်ပါဘူးပြောရမယ်ဆိုရင် ဒီလက္ခဏာကြည့်မယ်ဆိုလူဒီကာအပြေးရောကြည့်တဲ့ TO လဲတော့လာလာမပါပါဘူး။အောင်မြင်လမ်းကြောင်းလဲဟုတ်ဒီပတ်တင်မရှိဘူး။ဥကောင်းလမ်းကြောင်းကလဲပြောပါလို့အောင်မရှိဘူး။တို့လုံယုံမကကျွန်းတော်ပါလိုက်ပါသေးတယ်။ကဲဒါဆိုရင်ကံလမ်းကြောင်းဖြစ်မြောက်မပါတဲ့အတွက်ကြောင့်ကတရားစုမှုတဲ့လက်မဟုတ်ဘူး။ဥကောင်းလမ်းကြောင်းကလဲမကောင်းလို့ညံစုမှုတဲ့လက်လည်းမဟုတ်ဘူး။မင်္ဂလာအမှတ်သားဟုတ်ဒီပတ်တင်မရှိဘူး။ဒါကိုလမ်းကြောင်းအရပဲစွရန်ပြောမယ်ဆိုရင်လက္ခဏာရှင်ဟာအတွေးခေါ်မရှိမစင်စသာတဲ့မစင်ချင်တဲ့သူဖြစ်ပေါ်ပါလိမ့်မယ်။ ဒါပေမဲ့ဒီလက္ခဏာမှာအဓိက main point ကလက်စနဲ့လက်ချောင်းတွေလက်စနဲ့လက်ချောင်းတွေကြည့်ပါလက်ချောင်းပုံစံနဲ့ချိုးစားညှို့လှပတ်ပါတယ်ဒါကဘာကိုပြောလဲဆိုတော့မိမိကိုယ်ကိုယ်တောင်မကသူတစ်ပါးကိုပါထင်းချောင်းနိုင်တယ်ပြဲ့ပြဲ့နိုင်တယ်စုံမနိုင်တယ်ဆိုတော့ပြပါလေလက်စတွေကလည်းထူးထူးခြားခြားကိုကြည့်ပါလက်စတွေကအာကောင်းလုံးနေပါတယ်ဒါကိုကြည့်ရမြင်လက်ကြောတင်းလို့စူးစမ်းလို့ဖြစ်ပါလေဒီအချိန်များပြည့်လက်ညှိုးအောင်ဆော်မွန်လက်စုပ်ကလည်းချင်းချင်းရှားရှားလေးပါနေပါလေ ဒါဟာသူတကားပေါ်ပါပေါ်လွှတ်မှုနိုင်တဲ့လက္ခဏာပါဒီလက္ခဏာဟာပြောရမယ်ဆိုရင်တော့ကာယဆုံးမှုတဲ့လက်ဖြစ်ပြီးစူးစမ်းအားထုတ်မှုနဲ့ရိယာကွန်လွန်ခြင်းမိမိကိုယ်ကို ထင်ကြောင်းနိုင်ခြင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ခြင်းဒီဖြစ်လက်တွေကိုပေါင်းစည်းလိုက်တဲ့အခါလက္ခဏာရှင်ဟာအသက်ငယ်ရွယ်နဲ့ကိုယ်ပိုင်လုပ်ငန်းကိုလုပ်ကင်ပြီးသူ့လုပ်ငန်းတွေဘယ်မှာလဲသူလှုပ်ဆောင်တဲ့အထက်ကိုပုံမှုပြီးတော့အောင်မြင်ထင်ရှားတဲ့လုပ်ငန်းရှင်အမျိုးသမီးဖြစ်ရက်တည်နိုင်တယ်ဆိုတာကိုပြသသွားတာဖြစ်ပါလေ လဝါပြစ်မှာရှိတဲ့ဂျိုးကွင်းနဲ့ဂျိုးကုံတွေရဲ့သဘောတဘောနဲ့ကောင်းကျိုးဆိုးကျိုးလှုပ်ဆောင်မှုတွေကိုပြောချင်တယ်ဗျလဝါပြောင်းမှာလူတယောက်အတွက်ကောင်းကျိုးဆိုးကျိုးလက္ခဏာပြတဲ့ဂျိုးကွင်း၈ခုတော့ပါပါတယ်ဇာတာပလေးဂျိုးကွန်းစနေဂျိုးကွန်းတနေကုနေဂျိုးကွန်းဘိုလ်ဟူဂျိုးကွန်းအင်္ဂါဂျိုးကွန်းဖိုအင်္ဂါဂျိုးကွန်းအမတနေလာဂျိုးကွန်းတောက်ကြဂျိုးကွန်းအင်္ဂါလွင်ပြင်ဒေတာတွေဖြစ်မှာပဲအဲ့ဒီဂျိုးကွန်းတွေရဲ့အမည်နဲ့တင်ညာသိပြီဆိုတော့ဂျိုးကွန်းတွေရဲ့လှုပ်ဆောင်မှုကိုကျွန်တော်အနေနဲ့ပြောပြချင်ပါတယ် ဂျိုကွန်နေရဲ့သဘောတရားကပြပြတင်းတင်းရှိနေဂျိုကွန်အောက်ကောင်းတယ်လို့ယူဆပြီးဂျိုကွန်နှိမ်လွန်းနေရင်တမမို့မိုးမော်လွန်နေရင်ဂျိုကွန်ရဲ့မကောင်းတဲ့သဘောတရားကလှုပ်ဆောင်တယ်လို့မှတ်ယူရပါတယ်ဂျိုကွန်ကောင်းတယ်ဆိုတာမိုးမော်ရမ်းမိုးမော်နေတာကိုပြောတာမဟုတ်ဘူးဗျပြပြတင်းတင်းလေးရှိတာကိုပြောတာပါဂျိုကွန်ရဲ့သဘောတွေကိုအကြမ်းအဖျင်းသိနိုင်အောင်အခုလိုမျိုးတင်ပြောလိုက်ရပါတယ်ကျောင်းသားပလေးဂျိုကွန်ကောင်းရင်ဉာဏ်ရည်ထက်မြက်တယ် အတက်ပညာတွေးခေါ်မြင်မာတဲ့ဥဆောင်လို့ရှိတဲ့ပါသားရဲ့အကောင်နဲ့စိုးရင်တော့ဂုံမကသရမတ်တဲ့ပညာကိုမောက်တယ်။စနေဂျုံကောင်းရင်တင်းကြည့်တယ်ဇာယိတကောင်းမွန်တယ်လောကီပညာတက်ကြွနဲ့စိုးရင်စိတ်ဝိထနာပြီးရင်ချင်းလေးဖင်ချင်းဖြစ်တယ်။တနေ့ကနေ့ဂျုံကောင်းရင်တော့အောင်မြင်ကြော်စောတဲ့ကြော်ဝချမ်းသာတဲ့အိုးရင်နဲ့စီစဉ်ဥစ္စာပိုင်ဆိုင်မှုရှိတယ်။စိုးရင်ဘဝင်မြင့်တဲ့တည်ယူတန်တက်တယ်။ပေါ်တူးဂျုံကောင်းရင်ပါနဲ့လိမ်မာတဲ့ကုသယဝေဤပညာနဲ့ကြိုပေးတယ်ဖြစ်လက်တွေ့လက်မှုရှိတယ်စိုးရင်ကျင့်တယ်လားဖြစ်ပြတယ်။အင်္ဂါဂျုံကောင်းရင်ပေါင်းသက်ဆိုင်ကောင်းတယ် ဟောပြောကောင်းရဲဝံတယ်တတိရှိတယ်စိုးရင်ကြောက်တယ်မပြောရဲမဆိုရဲဖြစ်တတ်တယ်စိတ်ခံစားလို့တတ်တယ်တဏှာကြုံကောင်းကောင်းရင်စိတ်ကူးစိတ်တန်ဒုပညာမြင်ဗီဇနိုင်ငံခြားခီးစဉ်နိုင်ငံခြားနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေငွေကြေးကနေကောင်းတယ်စိုးရင်မယူရဆန်တယ်တွေးကြောက်တယ်စိတ်ပြော့ညံ့တယ်မူရစီဆွဲလန့်တတ်တယ်တောက်ကြကုန်ကြုံကောင်းရင်မိသားစုဆွေမျိုးအိမ်တော်ဘက်သမီးကြီးစားချစ်ခင်သူထံမှမြစ်တရားကြီးမားမှုတနာကျင်နာမှုအလို့စိတ်မှုဒါတွေရတယ် ဆိုရင်ကမ္မကုံခံစားမှုပြင်းထန်တယ်မိတ္တတရားခေါင်းပါလေအင်္ဂါကြုံကိုဖို့ကောင်းရင်တိုက်ရိုက်ခက်ရရှိတယ်လက်ယုံရင်နှလုံးရည်ရဲဆွန်းတတိကောင်းလေဆိုရင်တော့လက်ရဲစရဲတဲ့မယူးရဲဆန်တဲ့ကုကုကိုထင်ကြည့်တယ်အင်္ဂါလွင်ပြင်ကတော့ဂျိုကုံတက်တက်မထဲမှမထက်တော့ပြင်မဲ့အင်္ဂါလွင်ပြင်ဟာဘာလို့ပြောလဲဆိုတော့ကျွန်တော်တို့ဒီနှလုံးလမ်းကြောင်းနဲ့ဒီဥကောင်းလမ်းကြောင်းဟောညံလမ်းကြောင်းခြားတဲ့ကနေရာကိုပြောတာပါအဲ့ဒီနေရာကိုပြောတာပါ အင်္ဂါလက်ချင်းပြင်ခွက်ချင်းပြည့်ခြင်းပုံမူပြီးကောင်းချင်းဆိုခြင်းနဲ့ရှိတွေ့ပါတယ်။အင်္ဂါလူမြင်ခွက်ရင်ဘွားမှာမသေးချာမရေရာဖြစ်တယ်ပြီးအလုံးစုံနှစ်ခါပြန်လောက်ရတယ်ပြန်မှန်းတက်တယ်။အင်္ဂါလူမြင်ပြည့်တင်းတော့ဘွားကိုဆွေးပူပါစရာမရှိပဲအေးစေးနဲ့ဖြတ်တန်းရတပါတယ်။ဒါကတော့ဂျိုကွန်တို့ရဲ့လှုပ်ဆောင်ချက်သဘောတွေပါ။လက္ခဏာဖတ်ရမှာအများကြီးအထောက်အပံ့ပြတဲ့အချက်တွေဖြစ်ပါတယ်။လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါ။နောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။